ိုင်းချစ်တို့ရေဒီနေ့တော့ဝမ်ကငဖဲငစနယ်လေးချက်စားပါတယ်ငဖဲအကောင်လိုက်ကိုအပေါ်ကနေငရုတ်ချက်ပွေးနေပေါ့နော်နည်းနည်းလေးအဲအသားလေးတွေအထဲကနေပြီးတော့နာနာလေးတွေထုလိုက်တယ်ပေါ့ထုပြီးတော့စားများများနဲ့အကောင်လိုက်ကိုနေတယ်နေပြီးတော့ဂျာတော့ဒါရေခဲတတာထဲမှာအကောင်လိုက်ကလေးထည့်ထားလိုက်တာပေါ့နော်ထည့်ထားလိုက်တယ်ကိုချက်မဲ့နေကြမှာဒါအတုံးလေးသုံးရေဟိုတေချာစေးစေးပြီးတော့အချိုမုတ်ရေစနွင်းလေးရေနေထားတယ်စက်တုံနီးခဲညင်ပြီးစက်တုံဖြူလေးလည်းထောင်းထားတယ်နော် ကဲဒီဆိုရင်စီလေးပူပြီးဆိုရင်ကျက်သွန်နီလေးကိုအင်းဆုံးစီတက်မယ်ကျက်သွန်ပြူထောင်းထားတာလေးထည့်မယ်ကဲကျက်သွန်နီလေးနည်းနည်းညိုလာပြီဆိုရင်ခရမ်းညင်သေးလေးထည့်မယ်စနွေအယောင်တင်အချုံမုံလေးနည်းနည်းထည့်မယ်အငံဖြစ်တဲ့အတွက်အငံကတော့မထည့်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ငါးထည့်တဲ့အချိန်မှာအငံကြီးကထွက်လာအောင်ပါလေ ကယ်ပြီးတော့ငုံပြီးအကြံလေးအဆက်ချက်တာဖြစ်တဲ့အတွက်အကြံမုံလေးထည့်လိုက်မယ်ရေလေးထည့်ပြီးတော့အနှစ်လေးကြည်အောင်ထိချက်လိုက်ပါတယ်ပြီးရင်အနှစ်ကလေးကြည်သွားပြီဆိုရင်ရေလေးနည်းနည်းလေးထည့်ပြီးတော့ငဖယ်လေးတွေကိုထည့်လိုက်မယ်ဒီငဖယ်ငစနေချက်ကလေးဒီလိုမျိုးဆက်ဆက်ကလေးချက်စားအရန်ကောင်းတယ်နော်ငုံပြီးစိတ်လို့နနံမင်းတို့ဝမ်းတော့မအုပ်တော့ဘူးနော်ငစနေဆိုရင်သူ့ရဲ့အနံ့သူ့ရဲ့ရတာလေးအတိုင်အောင်ပိုစားလို့ကောင်းတယ်ပေါ့နော်ပြီးရင်ရေလေးနည်းနည်းလေးထည့်ပြီးတော့မီးလေးကိုထုတ်လိုက်မယ်နည်းနည်းလေးနဲ့ ဒါဒီလိုလေးပစ်ထားလိုက်တော့မယ်ပေါ့နော်မမွေတော့ဘူးမွေကျင်ရင်တော့မှဒီအိုးလေးကိုမမာပြီးတော့ပေါ့ဒီလိုလှုပ်ပြီးတော့မှမွေတယ်ပေါ့နော်ကဲဒါတော့ငဖဲငစနေလေးပါရှယ်ပဲနော်ငဖမ်းမငစနေလေးကိုဒီလိုမျိုးလေးချက်စားလဲရမ်းကောင်း